မင်္ဂလာပါရှင်ကျမကတော့ဒီဇူလိုင်မှာ DBB ရုပ်မြင့်တန်ကြားရဲ့ညနေ9:00နာရီအထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးတော့မှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူငလီနဲ့ပတ်သက်တဲ့နောက်ဆက်တဲ့သတင်းတွေကိုလည်းရှုသားကြမှာဖြစ်ပါရရှင်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်တရုတ်နိုင်ငံသား9ယောက်သေဆုံးပြီး73ယောက်ဒဏ်ရာရရှိခဲ့တယ်လို့တရုတ်တန်ရုံရဲ့အတီးပြချက်ကိုကိုးကားပြီးစင်ဝါသတင်းမှာဖော်ပြပါဗျာ ဧပြီလ၄ရက်မနက်၁၇နာရီထိရထားတဲ့စီးရင်ဖြစ်ပြီးဘယ်နေရာမှာတည်ဆုံးခဲ့တာလဲဆိုတာနဲ့ဘသူဘဲဝါဆိုတာအသေးစိတ်ကိုတော့သတင်းမှဖော်ပြထားခြင်းမရှိပါဘူး။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကမန္တလေးနဲ့စကိုင်းမြို့နီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8ရှိတဲ့အင်အားပြင်းကလေးကြောင့်လူတွေထောင်ထဲချီသေဆုံးခဲ့တာမှာတရုတ်နိုင်ငံသားတွေလည်းပါဝင်သွားတာဖြစ်ပါတယ်။အိန္ဒိယချင်းတရုတ်နိုင်ငံဟာမြန်မာငလင်ဘေးနဲ့ပတ်သက်ပြီးငွေအားလူအားနဲ့အကူအညီပစ္စည်းတွေပါ လေချောင်းကရောကုန်းလန်းကပါအင်တိုက်အာတိုက်ပေးဖို့ထောက်ပံ့ပေးနေတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပါတယ်ရှင်ငလေချောင်းမန္တလေးမြို့ရှိဦးလာသိမ့်ပိမှန်ပြိုကျခဲ့ပြီးပျောက်ဆုံးနေတဲ့စာဖြေတန်ဃာတော်တွေရှောက်ဖွေရမှာဧပြီလ3ရက်နေ့ကတန်ဃာတော်ပါ30ဓမ္မနဲ့ရဲ့အလောင်းတွေကိုအုတ်ကျိုးပုံတွေအောက်ကထုတ်ယူနိုင်ခဲ့တယ်လို့ရိုက်တာကဖော်ပြပါတယ်စာဖြေတန်ဃာတော်တွေဆောင်ပွဲဖြေဆိုနေတော့ငလေချောင်းចောင်းဆောင်ပြိုကျခဲ့တာဖြစ်ပါတယ် အဆောက်အုံပစ္စည်းတွေဈာတွေကနေထုတ်ယူထားတဲ့ရုပ်လောင်းပါဝင်ဆေးရုံပို့ဆောင်ရသူစုစုပေါင်း60ကျော်ရှိပြီလို့လဲကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ကိုအောင်စီသူဝင်းကပြောပါတယ်။အဆောက်အုံပြက်တွေအောက်မှာတည်ဆုံသူ20 30ကျန်ရှိမယ်လို့ကယ်ဆယ်ရေးအဖွဲ့ကခန့်မှန်းပါတယ်ရှင်။ အင်အားပြည့်စကိုင်းငလင်လှောက်ခတ်မှုကြောင့်စကိုင်းတောင်ပေါ်စကိုင်းကြောင်ကဖုန်ကြီးကြောင်တွေနဲ့တိလရှင်ကြောင်တွေမှာအကူအညီတွေလိုအပ်နေတဲ့အကြောင်းကိုစကိုင်းကြောင်စီတွားရောက်ကူညီလှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ Native Species Conservation and Identification ကကိုဝင်းပိုင်ဦးကိုသတင်းတောက်မြတ်သစင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်ဟယ်လိုမင်္ဂလာပါကိုဝင်းပိုင်ရှင်ကျမက DVP သတင်းတော်မြစ်သစင်ပါရှင် ဟိုအကိုတို့အနေနဲ့ပေါ့နော်ဒီသခိုင်းချောင်းကတန်ဃာတော်တွေတိလရှင်တွေကိုတွားရောက်ပြီးလူတန်းခဲ့တယ်လို့သိရပါတယ်ဒီအကိုတို့တွားရောက်လူတန်းတော့သခိုင်းချောင်းကဒီဖုန်ကြီးเจ้าနေနဲ့တိလရှင်เจ้าနေရဲ့ပျက်စီးမှုခြေနေတွေကိုရောဘလို့တွေ့မြင်ခဲ့ရပါသလဲရှင်။ဟုတ်ကဲ့ဗျာ။ဟိုပျက်စီးမှုကတော့ဟိုတော်တော်များပေါ့နော်။တော်တော်ကြောင်းတော်များတော့အနေနဲ့ဗျာထိခိုက်မှုရှိရပေါ့နော်။ဟိုလူမျိုးဟိုဘာမှဘာမှမထိခိုက်ခဲ့ဘူးဆိုရဲเจ้าကတော့ရှားရပေါ့နော်။တချို့เจ้าနေမှာတော့ဟိုเจ้า ကျောင်းအိုတွေပေါ့နော်ကျောင်းအိုတွေကတော့ဟိုအပုံလိုက်ကြီးပြိုကျသွားမျိုးတွေရှိရပေါ့နော်လို့မို့ဒီလားရှင်ကျောင်းတချို့ဒီလားရှင်ကျောင်းတွေဆိုတော့အခုဆိုရင်ဟိုအပြင်မှာယာယီတဲထိုးပြီးကျောင်းနေရတဲ့အပိုင်းတွေရှိရပေါ့နော်ဟုတ်ကဲ့ဗျာငလင်တန်ကျောင်းဖုံးတော်ကြီးတွေနဲ့ဒီလားရှင်တွေရဲ့ထိခိုက်တန်ရရှိမှုခြေနေတွေကဘယ်လိုရှိပါသလဲရှင် อ๋อโอเคတကယ်တမ်းရရှိမှုကတော့ဟိုဒီတိလာရှင်တွေရောတန်ဃာတော်တွေရောဘောနော်စုံပါဘောနော်ဒီပြောင်းလဲတော်မူတဲ့ဖြစ်စဉ်တွေလည်း များတယ်ပေါ့နော်ပြောပြောဖြစ်တယ်နေလည်းများတယ်ပြီးရင်ဟိုတက်ဘော်ဒီအခုထိမထုံနိုင်သေးတဲ့အားမျိုးလေးလည်းရှိရပါတော့ဒါပေမဲ့ဟိုအကူအညီတွေကတော်တော်များတော့ရောက်နေပြီပေါ့နော်ဟိုအရင်ဖြစ်ခါစားနေလို့မဟုတ်ဘူးပေါ့နော်အခုကတော့အကူအညီတော်တော်များရောက်နေပြီပြီးရင်ဟိုဒီအထောက်ပံ့တွေလည်းတော်တော်လေးရောက်နေပေါ့နော်ဒါပေမဲ့ဟိုဟိုတိကျတဲ့အရာရတဲ့ဖုန်းတော်ကြီးပဲရတော့အခုထိလိုမျိုးစိတ်ကူးနေရတော့အခြေအနေပေါ့နော်ဟုတ်ကဲ့ပါကိုဒီသကိုင်းကြောင်က ်ထိခိုက်ပျက်စီးရတွေများခဲ့တော့ဗောနော်လက်ရှိမှာဘလို့အကူအညီမျိုးတွေလိုအပ်နေပါတလဲရှင်ဟုတ်ကဲ့ပြအခုလက်ရှိအခြေအနေကတော့ဗောနော်ဟိုအဓိကတော့စေဝါဗောနော်စေဝါပြီးရင်ဟိုတော့ တောက်ရော၃ရော်ပေါ့နော်တောက်ရော၃ရော်လိုအပ်နေရပြီးရင်အာနောက်တစ်ခုကကျတော့ဒီနေဖို့ပေါ့နော်နေဖို့ကဘယ်လိုပြောမလဲဟိုယာယီတဲထွက်ရင်ယာယီတဲထွက်တာလုံခြုံရင်ကိစ္စမရှိပဲမလုံခြုံရင်ပြဿနာပေါ့နော်မလုံခြုံဆိုဘယ်လိုလဲဆိုဥပမာကျွန်တော်ကဟိုတိုင်လေးလေးတိုင်လောက်ထောင်ပြောကြအမိုးလေးခါလိုက်ရင်အဆင်ပြေတော့မယ်လို့ယူဆပါမိတယ်တကယ်တော့မဟုတ်ဘူးပေါ့နော်ဒီမှာကဒီဘက်ဒီမှာကအာမွေအန်ရယ်လဲကြုံရနိုင်တယ်ပေါ့နော်ကြုံရကြုံရကောင်းကြုံရနိုင်တယ်ဘာလို့ဆိုတော့ အဲ့ဒီစကိုင်းတို့မန္တလေးတို့ကယခင်ကဒီမွေပွေးပေါ့နော်မွေပွေးခိုက်တဲ့ case တွေအများကြီးရှိခဲ့တဲ့နေရာတွေဆိုကြတော့တကယ်လို့ကိုယ့်ရဲ့ AA8 နေရာမလုံးကြုံမှုဆိုရင်ဘယ်လိုဟိုမွေပွေးအနေနဲ့ကြုံနိုင်တယ်ပေါ့နော်ပြီးတော့မွေဟောက်ပေါ့မွေဟောက်ကတော့ခိုက်တဲ့ဖြစ်စဉ်ကတော့စကိုင်းမှာတော့စကိုင်းနဲ့မန္တလေးမှာမွေဟောက်ခိုက်တဲ့ဖြစ်စဉ်အောင်နေရပေါ့နော်ကိုလိုမျိုးဒီနေ့မှာကျတော့မွေပွေးအနေရတော့သူတို့အတွက်ဒီစကိုင်းကဒီဖုန်းတော်ကြီးကြားရှင်တွေအတွက်အနေရတခုဖြစ်လာနိုင်တယ်ပေါ့နော် ဟုတ်ကဲ့ပါကိုဒီဇကိုင်းကြောင်ဆိုတာကဘောနော်တာသနာနေမိလေးဖြစ်တယ်။ဒီဇကိုင်းကြောင်ငါဘောနော်ဒီတန်ငါရော်ရီဒီလရှင်နေအကူကြီးတွေဟိုများစွာလိုအပ်နေတဲ့အချိန်နဲ့ပတ်သက်ပြီးဘာများဖြစ်ဆက်ပြောချင်ပါသေးတယ်ရှင်။ဒီဇကိုင်းဇကိုင်းကြောင်ကဘောနော်ဇကိုင်းကြောင်ကဖုန်းတော်ကြီးကြောင်နေအရမ်းများဘယ်ကြောင်ကျွန်တော်စဉ်းစားတာလေဒီဇကိုင်းကြောင်ကဖုန်းကြီးတွေကဘောနော်အခုဒီ line ပေါ်မှာ ဟိုတချို့လူငယ်တွေထင်နေသလိုမျိုးပေါ့နော်ဟိုလိုပြည့်စုံနေတယ်ပိုရှန်နေတယ်ဆိုတဲ့ပုံစံမျိုးတွေမဟုတ်နေဘူးပေါ့နော်ဘယ်လိုရမလဲကျွန်တော်တို့ဒီပေါ့နော်ဒီကျွန်တော်တို့ဆိုရင်ဘယ်လိုဘယ်လိုတတ်မှတ်လဲဆိုတော့နော်ကိုယ်တော်ကတော့ဒုက္ခတဲ့စကမ်းပုံစံမျိုးပေါ့နော်ဒီဒေတာအတိတ်ကနေဒီတချို့ဟိုဒီလာရှင်တွေဆိုရင်ပေါ့နော်သူတို့မိဘတွေနဲ့ကွဲသွားပြီးတော့ကြတော့အဲ့လိုမျိုးဒီလာရှင်ဝတ်တဲ့ဒီလာရှင်လာဝတ်တယ်ပေါ့နော်ဒီလာရှင်လာဝတ်ပြီးတော့ကြတော့သူတို့တဘွာလုံးအဲ့လိုမျိုးဒီဒီလာရှင်အဖြစ်နဲ့အဲ့လိုမျိုးတရားအထုတ်သွားပြီးတော့ကြတော့အဲ့လိုမျိုးပြီးဆုံးသွားတဲ့ဒီလာရှင် ေရှိတယ်ပြီးရင်တချို့ဆိုလည်းတချို့ဒီကိုရင်နေဆိုလည်းအဲ့လိုပဲပေါ့နော်သူတို့ဒေသမှာဟိုအကြောင်းမျိုးကြောင့်အဆင်မပြေဘူးနေလို့အဆင်မပြေဘူးဒီဘက်စကိုင်းဘက်ကိုလာတယ်ဒီလိုမျိုးဟိုဖုန်းတော်ကြီးကြောင်းနေမှာအဲ့လိုမျိုးဒီပေါ့နော်အာငယ်ဖြူငယ်ဖြူအနေနဲ့အဲ့လိုဝေ့ပြီးကြတော့ဘယ်လိုမျိုးအကြောင်းဝယ်ဝစ်စာတွေလောက်တယ်ပေါ့နော်ဒီပရဟီတာတွေလောက်တယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးနေခဲ့ပြီးရင်တခါထပ်ပြီးအမတစ်ဆင့်ဟိုဒီဆောင်းမွေးဝဲပေါ့နော်ဒီသမွေးပြပြကြအဲ့လိုမျိုးတစင်းတစင်းတစင်းနဲ့ဒီတာသနာရဲ့ဒီဝင်ုံထမ်းနေကြတဲ့ 下午嘞，我那我呃，哎 <noise> 嘛，来个嘛算，点下嘞，我那睡觉睡觉，平平我好好的，我那跟那，说，个阿弟自己讲我睡。 ကျောင်းတွေကရွှေကျောင်းတွေမဟုတ်နေဘူးပေါ့ဗျာကျွန်တော်တို့ကတော့တကယ်တော့အကုန်လုံးအတွက်အခက်ခဲကိုစီနဲ့ဒါနေကြရပါတော့ပြီးတော့တချို့တွေဆိုရင်တချို့တရားရှင်ကြီးတွေဆိုရင်ပေါ့နော်ဟိုကတသမီးရဆင်းပြသွားတာတသမီးဆင်းပြသွားတယ်ဒါမှမဟုတ်ရင်တခုခုပေါ့နော်အလောက်ကိုင်းဆင်းမပြလို့တော့လကောင်တခုခုကျောင်းတော့လကောင်အဲ့လိုမျိုးဒီလူပေါင်းကိုဆင်းပြကြတော့ဟိုတရားဘာဝနာအားထုတ်မယ်ဆိုပြီးတော့လာတဲ့အဲ့လိုမျိုးအဲ့လိုတရားရှင်ကြီးတွေလည်းရှိရပေါ့နော်ပြီးတော့ဟိုတန်ခါဝင်လို့တို့တကယ်ကိုထမ်းပါတယ်ဟိုလိုမျိုးဟိုဒုက္ခရှောင်ရှင်တို့အဲ့လိုမျိုးအပြော်လဲလာဖို့တဲ့ပုံစံမျိုးမဟုတ်ဘူးတကယ်ကိုတန်ခါဝင်လို့လည်း ချာထမ်းတယ်သူသာသနာဝင်ဝင်လည်းတချာထမ်းတယ်ပေါ့နော်အားကြောင့်မလို့သူအဲ့ဒီအကြောင်းတွေကရွှေချောင်းတွေမဟုတ်နေဘူးပြီးရင်ဝင်းကလည်းသူတို့ပြပြဆုံအရင်ပြပြဆုံနေရတယ်ဆိုပုံစံမျိုးမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်အခုလို့ဖြည့်ဆို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ထိုင်းနိုင်ငံကိုဘင်စတက်စီဝေးတပ်ဖို့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်မယောင်လိုင်ကိုဖမ်းဆီးနိုင်ရေးအာဂျင်တီးနားတရားရုံးကတစင်ပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုကိုစာပို့တောင်းဆိုထားကြောင်းသိရပါဗျ။ ဧပြီလ၄ရက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြုလုပ်နေတဲ့ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်စတက်စီဝေးတက်ရောက်ဖို့မြန်မာစစ်ကောင်ဆောင်ကဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပြီးအင်တာပိုအနေနဲ့ဖမ်းဆီးပေးဖို့တရားရုံးကတဆင့်တိုက်တွန်းထားကြောင်းဗီတင်ချေဆိုင်မြန်မာလူဝင်ကြအသင်းဘော့ကေဥခရာဥထုံးခင်က DPP ကိုပြောပါရယ် ဒီကနေ့ဧပြီလ၄ရက်နေ့ပိုင်းမှာဘန်ကောက်ကြောက်ဖျားမြစ်ပေါ်ကတရားရစင်းပေါ်မှာစစ်ကောင်းဆောင်ကိုစန့်ကျင်တဲ့ဇာတန်ကိုချိတ်ဆွဲစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ထိုင်းနိုင်ငံကအင်တာပိုအဖွဲ့ဝင်တနိုင်ငံတစ်ခုဖြစ်ပြီးဖမ်းဝရမ်းထုတ်ခံထားရတဲ့မြန်မာစစ်ကောင်းဆောင်ကိုဖမ်းဆီးခွင့်ရှိနေတဲ့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေထိုင်းရောက်မြန်မာလူခွင့်ရေးလှုပ်ရှားသူတွေနဲ့မြန်မာရေးကူညီနေတဲ့ထိုင်းနိုင်ငံသားတွေကဖမ်းဆီးဖို့ရေးတောင်းဆိုဆန္ဒထုတ်ဖော်တာတွေပြုလုပ်နေကြတာဖြစ်ပါရဲ့ရှင်။ ထိုင်းနိုင်ငံမှာအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်မယောင်လိုင်းကိုဖမ်းဆီးနိုင်ရေးအာဂျင်တီးနားတရားရုံးကတဆင်ပြည်ပဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုကိုဘော့ဖ်ကတ်ဆပို့တောင်းဆိုထားကြောင်းသိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဧပြီလ၄ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပပြုလုပ်နေတဲ့ဘင်္ဂလားပင်လယ်အော်ဒေတာနိုင်ငံမြောက်ရင်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတပ်အစည်းအဝေးပွဲကိုတက်ရောက်ဖို့မြန်မာစစ်ကောင်ဆောင်ကဘန်ကောက်ကိုရောက်ရှိနေတာဖြစ်ပြီး အင်တာဗိုအနေနဲ့ဖန်စီပေးဖို့တရားရုံးကနေတဆင့်တိုက်တွန်းထားကြောင်းကိုဒီတိန်အခြေဆိုင်မြမရဟင်ဂျာအသင်းဘရူကဲဥက္ကဋ္ဌဦးထွန်းခင်က TVB ကိုပြောပါတယ်ကျွန်တော်တို့ကအာဂျင်တီးနားတရားရုံးကိုဆက်တွေ့တယ်အာဂျင်တီးနားတရားရုံးကနေပြောအာဂျင်တီးအချမ်းပဲစီကောင်းဆောင်ပြောင်းလိုက်ရဲ့ထိုင်းခီးကိုကျွန်တော်တို့ပြောပြတော့သူတို့အမြန်ဆုံးအာအင်တာပိုးကို တရက်နေ့ April 1ရက်နေ့ကိုသူတို့ပို့လိုက်တဲ့ Interpol ကိုဒီသူ Powerang ကိုအဲ Interpol ကနေ accountable ပေါ့ပေါ့နော်အဲ့ဒီအတွက်ကို Interpol ကိုတော့ကျွန်တော်တို့တွန်းနေတယ်ဒါပေမဲ့ဘယ်လိုလုပ်မယ်ဆိုတာကျွန်တော်တို့ကတော့မသိရသေးဘူးကျွန်တော်တို့ကတော့တွန်းနေတာရှိပါတယ် Interpol ကတော့သူတို့ကတော့ဒီ detail လောက်မပြောဘူးကျွန်တော်တို့ကဘာလုပ်နေလဲဒါပေမဲ့ကျွန်တော်တို့ကတော့တွန်းအားပေးနေပါတယ် တစ်ဖက်မှာလည်းစစ်ကောင်ဆောင်ထိုင်းနိုင်ငံကိုအစည်းအဝေးတက်ရောက်မဲ့ပေါ့ကန့်ကွက်ဆန္ဒပြလှုပ်ရှားမှုတွေကိုငလျင်မလုတ်ခတ်မိကြတဲ့ကတိုက်တွန်းနှိုးဆော်နေတာဖြစ်ပြီးအခုလိုငင်းလုတ်ခတ်ပြီးအချိန်မှာလည်းကဲဆယ်ရေးမှအာမထုတ်ပဲနိုင်ငံတကာကိုဝန်ဆန်းအောင်ကြိုးစားနေတဲ့ပေါ့ရန်ကုန်တော်လှန်ရေးအင်အားစုကကိုနန်းလင်းကဝေဖန်ပါတယ်။ဒိုင်းငလျင်ဖြစ်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့အနေနဲ့ဒီငလျင်ရေးပေါ်မှာပြည်တွင်းပြည်ပဒါအားလုံးရှိကြတဲ့ပြည်ကနော်ကုညီကိုထောက်ပံ့ဖို့လှူဒါန်းဖို့ကိုပဲပို့ပြီးတော့အာယုံစိုက်နေတဲ့ နေထားကြိုးစားနေတဲ့အချိန်မှာပဲပြောရမယ်ဆိုရင်မင်းအောင်နိုင်ကထိုင်းမီဘော်ကိုတွားပြီးတော့မှဒါနိုင်ငံတကာကိုခွေးတူပေါက်ကနေဝင်ပို့ကြိုးစားတာလို့ကျွန်တော်တို့မြင်ပါတယ်။နိုင်ငံစလုံးကအရက်ဖက်အဖွဲ့တွေကတက်ကြွလှရှာသူတွေကနေပြီးတော့အပြင်းထန်ကန့်ဝင်ကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာမင်းအောင်နိုင်ကိုယ်တိုင်ကနိုင်ငံရေးအမျက်ထုတ်ပြီးတော့မှလုံနေတာဖြစ်တဲ့အတွက်ကြောင့်ဒီလိုရက်ကိုဒါထိုင်းပြည်သူတွေနဲ့เนาะကျွန်တော်ထိုင်းရောက်မြန်မာတွေအတူပူးတွဲပြီးတော့မဟာလာကိုထိုင်းကနေမောင်းထုတ်ပေးဖို့เนาะ ဖန်ဆီးပြီးတော့မှ ICC မှာတရားစွဲဖို့ဒါကျွန်တော်တို့ပန်ကြားစည်းရုံးနေတာဖြစ်ပါတယ်ခင်ဗျာအစည်းအဝေးစတင်မဲ့ဧပြီလ၄ရက်မနက်ပိုင်းမှာလဲဘန်ကောက်ကျောက်ဖျားမြစ်ပေါ်ကတရားသစင်းပေါ်မှာစစ်ကောင်ဆောင်ကိုမကြိုဆိုဘူးဆိုတဲ့စာရန်ကိုချိတ်ဆွဲဆန္ဒပြခဲ့ကြပါတယ်။ထိုင်းရောက်မြန်မာလူခွေရေးလှုပ်ရှားသူတွေကလည်းစစ်ကောင်ဆောင်ကိုလက်ခံနှုတ်ဆက်နေတဲ့ထိုင်းနိုင်ငံကိုအခုလိုပဲဝေဖန်ထားပါတယ်။ ဒီလိုမျိုးစီဝေးပွဲတစ်ခုကိုအဲမရောက်နိုင်ဘူးလူသိရှင်ကြားဖိတ်တယ်ဆိုတဲ့ဟာကအဲကျမတို့အနေနဲ့မေးခွန်းထုတ်စရာတွေအများကြီးရှိတယ်ပေါ့နော်ထိုင်းဆိုရဘာဖြစ်လို့ဒီလူတွေလုံနေတာလဲအထူးသဖြင့်မရောက်နိုင်ဆိုတာကရာဇဝတ်မှုတွေတစ်ခါတစ်ခါကျူးလွန်ခဲ့တယ်လူမျိုးတော်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်အဲလူသားမျိုးနွယ်စုပေါ်မှာအဲဆရာဆွေးမှုတွေလည်းအများကြီးကျူးလွန်ခဲ့တယ်ဒီလိုလူဘာကြောင့်ဒီလိုအစည်းအဝေးပွဲမျိုးကိုဖိတ်တာလဲနောက်ပြီးတော့ သူ့လက်ကသွေးစွန်းနေတဲ့လက်ပေါ့နော်သွေးစွန်းနေတဲ့လက်ကိုလက်ဆွဲနှုတ်ဆက်ပြီးတော့ဒီလိုနေရာမျိုးမှာနေရာပေးတယ်ဆိုတာကအာကျမတို့အနေနဲ့တော်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 စိတ်ပြတ်စရာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ခုချိန်မှာပူပူနွေ့နွေ့လေးပဲပေါ့နော်မြန်မာနိုင်ငံမှာငလင်လှုပ်သွားတယ်ထိုင်းကိုလည်းရိုက်ခတ်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဒီမင်းအောင်လိုက်ဦးဆောင်လဲပေါ့နော်စစ်ကောင်စီကအစိုးရတရက်အနေနဲ့ဘာမှမလုပ်ပေးနိုင်ဘူးဘာမှမလုပ်ပေးနိုင်တဲ့သူတယောက်ကိုဘာဖြစ်လို့အစိုးရနေရထားပြီးတော့အဲဒီလိုမျိုးဖိတ်ခေါ်မှုတွေလုပ်တာလဲပေါ့နော် ထိုင်းနိုင်ငံကအင်တာပိုအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပြီးဖန်ဝင်ထုတ်ခံထားရတဲ့မြန်မာစစ်ကောင်ဆောင်ကိုဖမ်းဆီးခွင့်တွေရှိနေတဲ့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေထိုင်းရောက်မြန်မာလူခွင့်ရေးလှုပ်ရှားသူတွေနဲ့မြမရေးကူညီနေတဲ့ထိုင်းနိုင်ငံသားတွေကဖမ်းဆီးဖို့အရေးတောင်းဆိုဆန္ဒထုတ်ဖော်တာတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ကျွန်မဝေပါ။ ထိုင်းနိုင်ငံအစိုးရဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့ဤပညာဆိုင်ရာဗတ်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတန်နဲ့အဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာစစ်တပ်ရဲ့နိုင်ငံကစစ်ရာဆွဲမှုတွေမှာပါဝင်ပတ်သက်နေတဲ့ပေါ်ပြင်းပြထန်ထန်အကန့်အကွက်ရှုံချပါရလို့ Justice for Myanmar ကဧပြီလ၄ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ် ဘင်စတက်တိတ်ဒီအစည်းအဝေးကိုစစ်ကောင်းဆောင်ကိုတက်ရောက်ခွင့်ပြုပြီးတော့ဘင်စတက်အဖွဲ့ဝင်နိုင်ငံတွေဟာလည်းထိုင်းအိန္ဒိယတိရိလင်္ကာနိုင်ငံတွေနဲ့အတူစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေဆက်လက်ကျူးလွန်နိုင်ဖို့စစ်လက်နက်ပစ္စည်းတွေနဲ့ရန်ပုံငွေတွေကိုဆက်လက်ပံ့ပိုးပြီးတော့နိုင်ငံတကာစစ်ရာဆွဲမှုတွေမှာပါဝင်ပတ်သက်နေကြဆဲဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် စစ်ကောင်စီနေနဲ့ငလင်ဘေးတင်တန်းပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီတွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပိတ်ပင်တားမြစ်ခဲ့ပြီးငလင်ဘေးတင်ဒေသတွေအပါအဝင်နေရာတော်တော်များများမှာလည်းလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေဆဲဖြစ်ပါရဲ့ရှင်လာရှုမြို့က MNDA ကိုကန်လောက်ခံပြည်သူစေယုံကကျမ်းမာရေးဝန်ထမ်းတွေနေရာရွှေ့ပြောင်းဖို့ပြင်ဆင်နေကြတယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စော်ဦးပေးပို့ထားပါရယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိမြို့ကို MND ကုကတ်တက်ဥဆောင်တဲ့တော်လိုင်းအင်အားစုတွေကထိ ंछ ုပ်ထားတာဆိုရင်စေလဝင်းကျင်ရှိဖြစ်ပါလေ။အခုချက်ပိုင်းအတွင်းမှာတော့ကုကတ်တက်လက်အောက်ခံပြည်သူစေယုံကပစ္စည်းတွေရွှေ့ပြောင်းနေပြီးကျမရဲ့ဝန်ထမ်းတွေလည်းလာရှိမြို့ကနေရွှေ့ပြောင်းဖို့ပြင်ဆင်နေကြတယ်လို့ဒေသခံတွေကပြောပါဗျ။ဒီလာတွေမှာစေးရုံအရင်ဆုံးမယ်ပေါ့နော်စေးရုံဝန်ထမ်းတွေတေကြတယ်စေးရုံက ကြည့်ရောပစ္စည်းတွေကတော့အကုန်လောက်ကင်ဖက်တည်သွားခဲ့ပြီလေအခုအဲ့ဒါဆိုသူကဟိုဟာ21ရက်နေ့နောက်ဆုံးထားထွက်မယ်တဲ့စေယုံဖွေရတော့လာရှုမျိုးက MNDA ကိုကတ်တက်လက်အောက်ခံကျမ်းမာရေးဝန်ထမ်းတွေဟာလာရှုမျိုးကနေစုတ်ခွာပြီးကိုကတ်တက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေဖြစ်တဲ့တိမ့်မီကွန်းလုံချင်းရွှေဝနဲ့လောက်ကင်မျိုးတွေပဲပြောင်းရွှေ့ရအောင်မှာဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလာရှုမျိုးကနိုင်ငံရေးသမားတွေလက်နက်ကင်တော်လိုင်းအင်အားစုတွေ PDF တွေ CDN ဝန်ထမ်းတွေဒီမိုကရေစီလိုလားတွေနဲ့ပြည်သူတွေကတော့ကိုကန့်တက် လာရှုဟာနေစုခွာသွားပြီးစစ်ကောင်စီတက်ပြန်ဝင်လာရင်သူတို့ကို အရင်လိုတက်ဖြတ်နှိပ်ဆက်ဖမ်းဆီးထောင်ချမှာကိုစိုးရိမ်နေကြပါတယ်ကျန်တဲ့ကောင်စင်တော့အကြောင်းမို့လူစားကစားဆိုရင်တော့ကျွန်တော်တို့အရင်တော့ပုံစံမျိုးနဲ့လာဆွဲမှာပေါ့အခုကဒီကိစ္စနဲ့ပတ်သက်ပြီးကိုကန့်ဘက်ကတရားဝင် ထုတ်ပြန်တာမရှိသေးပါဘူးကိုကန့်ထိချုပ်ထားတဲ့လာရှုမျိုးကရက်ွက်တချို့ကို စစ်ကောင်စီတပ်ကပြန်လည်အုပ်ချုပ်မှာဖြစ်ပြီးမြို့ပြင်အားလုံးကတော့အထူးဒေသတည်တဲ့ပါဝင်ပါပါခရိုင်လေးခုအောက်မှာရှိတဲ့မြို့ရက်ခွက်တွေလည်းကိုကတက်ကအရေးပေါ်တက်တာတဲ့ပြန်လည်စုဆောင်းနေတယ်လို့ဒေတာတွင် One New Land တည်းမှာဖော်ပြထားပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်စစ်ကောင်စီနဲ့ MNDA ကိုကတက်တို့2025ဇန်နဝါရီ15မှာတွေ့ဆုံပြီးဇန်နဝါရီ18မှာ နှစ်ဖက်အပြည့်အဖို့သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။အလားတူမလ22ရက်နေ့မှာလည်းတရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့ MNDA ကိုကန့်တက်တို့ထပ်မံတွဲဆုံမှုပြုလုပ်ခဲ့ပြီးမယ်။ဆွေးနွေးမှုပြတ်ခဲ့တယ်လို့ဤဇက်တူကဆိုပါတယ်။ကျွန်တော်ခွန်စော်ဦးပါ။ ကိုကတက်ဖွဲ့ MNDA အနေနဲ့ငလင်ဘေးသင့်ပြူတွေအတွက်ဒါရိုက်မကူညီနိုင်ပေမဲ့ထိရောက်တဲ့နီးလန်းနေနဲ့ကူညီနေပြီးအကူအညီပစ္စည်းတွေလည်းမြေပြင်မှာရောက်ရှိနေပြီလို့ MNDA နဲ့နီးစပ်သူတွေစီကနေသိရပါဗျ။ MNDA နဲ့နီးစပ်သူတယောက်ကတော့သွားတဲ့လမ်းကြောင်းတွေရှိပါတယ်ဗျ။ရောက်အောင်တော့တကယ့်မြေပြင်ကိုချိတ်ဆက်ပြီးလုပ်နေပါဗျ။စကစနဲ့တော့မသွားဘူး။တကယ့်မြေပြင်လှုပ်ရှားနေတဲ့အဖွဲ့တွေကနေလှုပ်ပေးနေတာပါလို့ပြောပါဗျ။ MNDA ဘက်ကအကူအညီကိုစစ်ကောင်စီဘက်ကလက်မခံဘူးဆိုတာနဲ့ပတ်သက်ပြီးဘယ်လိုသိရလဲဆိုတာတော့အတိအကျမသိရဘူးလို့သူကပြောပါတယ်။လက်ရှိ MNDA ရဲ့အကူအညီတွေကတော့မြေပြင်မှာရောက်ရှိနေပြီလို့ MNDA နဲ့နှိဆက်သူတယောက်ကထပ်ပြောပါတယ်။အစိုးရကတော့လမ်းကြောင်းမှာစစ်ကောင်စီရဲ့နှောက်ယှက်မှုတွေရှိခဲ့လို့ပိတ်မိခဲ့ပေမဲ့အခုတော့အကူအညီတွေကငလင်ဘေးဒုက္ခသည်တွေစီရောက်သွားပြီလို့သူကဆက်ပြောပါတယ်ရှင်။ ငလင်လောက်ခတ်ပြီး9ရက်ကြာဧပြီလ4ရက်နေ့မှာတော့ငလင်တန်းတင်ခဲ့တဲ့ဒေသတွေရဲ့နောက်ဆုံးရသတင်းအချက်အလက်တွေကိုသိရဖို့သတင်းရယူတင်ဆက်နေတဲ့ DBB သတင်းတော်ဝေဝေကိုဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါမဝေရေဒီကနေ့ထိရရှိထားတဲ့ငလင်ကြောင့်ထိခိုက်သေးဆုံးစင်းတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်။ အာဟုတ်ကဲ့ပါဒီကနေ့ပေါ့နော်ဒီဧပြီလ၄ရက်နေ့ထိအနေနဲ့တနအိချိန်ထိပေါ့နော်ရရှိထားတဲ့ဆင်းတွေရဆိုလို့ရှိရင်တည်ဆုံးသူက3912ယောက်ရှိလာပြီးတော့ထိခိုက်ဒဏ်ရာရရှိသူကတော့9988ယောက်ရှိလာပြီးဖြစ်ပါတယ်အဲ့ဒီထဲမှာဒီပျောက်ဆုံးနေသူ969ယောက်နဲ့ကယ်ဆယ်ရရှိသူ940 493ယောက်ပါဝင်တယ်လို့ DVB ရဲ့ဖောက်ယူထားတဲ့ဆင်းတွေရသိရပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခုကတော့ငလင်တန်တဲ့ဒေတာတွေကဒီကနေ့ရရှိထားတဲ့သတင်းအချက်အလက်တွေကိုလည်းပြောပြပေးပါအောင် ဟုတ်ကဲ့ပါဒီကနေ့ထိရရှိထားတဲ့သတင်းတွေဆိုလို့ရှိရင်ဒီစင်ကိုင်မြို့မှာပေါ့နော်စင်ကိုင်မြို့တစ်ခုလုံးမှာဒီနေ့ အတိသိရတာကတော့တည်ဆုံးသူက90ကျော်ရှိလာပြီလို့သိရပါတယ်။ဒီပြိုကျပျက်စီးသွားတဲ့ဗလီကလည်းဒီခုနှစ်လုံးထပ်မနေရှိနေပြီးတော့ဘုံကြီးကျောင်းနေနဲ့တာသနာရေးအဆောက်အုံတွေလည်းပျက်စီးသွားတယ်လို့သိရပါတယ်။ဒီဒေတာခန့်တူပြပြချက်ရဆိုလို့ရှိရင်ကဲဆယ်ရေးတွေမရောရှိနိုင်သေးလို့ပေါ့နော်။ဒီနေ့အချိန်ထိကိုကုထုကိုထဆက်မပါပဲနဲ့လက်တွေနဲ့ကဲဆယ်ရေးတွေလုပ်နေရတယ်လို့လည်းပြောပါတယ်ရှင်။ဟုတ်နောက်တစ်ခုကတော့ဒီမန္တလေးကနေပြီးတော့ပြည်ဦးမြင့်ဘက်ကိုပေါ့နော်တင်းရှောင်နေထိုင်နေရတဲ့ဒေတာခန့်တွေကတော့ဒီပြည်ဦးမြင့်မှာရှိနေတဲ့တက်ခိုကန်းနေအဆောက်အုံတွေရဆိုလို့ရှိရင်အားလုံးတွေပြည့်နေပြီးတော့ ဒီငှားကားတွေရပါတော့3စားအထိ3စားနီးပါးလောက်အထိမြင့်တက်နေရလို့လည်းသိရပါတယ်ရှင်။ဟုတ်နောက်တစ်ခုကတော့ဒီပျော်ပွဲတဲတော်ဝန်းနှင်းနေမှာပေါ့နော်ဒီဗလီလေးလုံးဖျားစီဒီចောင်းကန်200နီးပါးအပါဝင်ပေါ့နော်အားလုံးအဆောက်အအုံအားလုံး920ကျော်ပြည့်စည်ဆုံးရှုံးသွားပြီလို့လည်းသိရပါတယ်ရှင်။ ဟုတ်နောက်တစ်ခုကတော့ဒီဆုံးရှုံးမှုတွေများခဲ့ရတဲ့ဒီစကိုင်းတို့မန္တလေးတို့မှာပေါ့နော်ကုန်စည်စစ်စစ်မှုတွေကလည်းပြတ်တောက်နေတယ်လမ်းမဆက်တွေကလည်းပြတ်တောက်နေတယ်အဲ့ဒီအတွက်ကြောင့်ဒီကုန်စည်နှုန်းတွေကလည်းမြင့်တက်နေတယ်လို့သိရပါတယ်ဒီ KPE တို့ Wave တို့ပေါ့နော်ငွေထုတ်ရမှာလည်းအခက်အခဲတွေများကြီးရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်အော်နောက်တစ်ခုကတော့ဒီအဆောက်အုံတွေမပြုံမပြတ်ပဲရှိနေတဲ့ဒီဒေသခံတွေပေါ့နော်ဒေသခံကုန်တွေကတော့သူတို့မှရှိနေတဲ့ကုန်ပစ္စည်းတွေကိုအဲဒီအမျက်မတင်ပဲလဲပေါ့နော်အရင်တိုင်းရောင်းချပေးနေရဆိုပြီးတော့လေသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတင် ီးတော့ပြပြနေရတယ်လည်းရှိပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ပါနောက်ဆုံးအနေနဲ့ကဒီနိုင်ငံတကာအကူအညီတွေရဲ့အခြေအနေကတော့ဘယ်လိုရှိပါသလဲရှင်ဟုတ်ကဲ့နိုင်ငံတကာအနေနဲ့ကပေါ့နော်ဒီကနေ့တီးရတလောက်ကတော့ဒီ Quad အဖွဲ့ဝင်၄နိုင်ငံဖြစ်တဲ့ဒီ American, Australia, India နဲ့ Japan ပေါ့နော်အဲ့ဒီ၄နိုင်ငံကဒီမနေ့က April 3ရက်နေ့ နေစွဲနဲ့ပေါ့နော်ပူးတွဲထုတ်ပြချက်တစောင်ထုတ်ခဲ့ပါတယ်သူတို့ကတော့ဒီလူသားစာနာအကူအညီတွေကိုပေါ့နော်နောက်ထပ်ဒေါ်လာအမေရိကန်ဒေါ်လာတန်း20ထပ်ပြီးတော့ပေးသွားမယ်လို့ပြောဆိုထားတာရှိပါတယ်ရှင်ဟုတ်နောက်တစ်ခုကတော့ဒီကနေဒါနိုင်ငံကနေပေါ့နော်ကနေဒါနိုင်ငံကနေပြီးတော့ဒီကုညီကယ်ဆယ်ရေးလေယာဉ်တွေလွှတ်ပေးမယ်အဲ့ဒီမှာဒီတဘောဘေးတုံးပြန်ရေးမှာကျွမ်းကျင်သူအယောက်26ယောက်ပါဝင်တဲ့ဒီ DCA ကာကိုပေါ့နော်အဲ့ဒါကိုလွှတ်ပေးသွားဖို့ရှိရလို့သိရပါတယ်အဲ့ဒီလေယာဉ်ထဲမှာဆိုရင်ဒီခွဲစိတ်ခန်းတွေရေးပေါ်ကူတာခန်းတွေနောက်လူသားဆောင်တဲ့ဆေးဖေးခန်းတွေတက်ခွဲခန်းတွေလည်းပါဝင်မယ်လို့သိရပါတယ်ရှင် ဟုတ်ကဲ့ပါမဝဝေရေအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဒါကတော့ DVB သတင်းတောက်မဝဝေကိုနောက်ဆုံးရအခြေအနေတွေကိုဆက်သွယ်မေးမြန်းထားတာပါမက်စလာ28ရက်စကိုင်းငလင်လောက်ခတ်မှုစတင်ဖြစ်ပွားတဲ့နေ့ကစပြီးမြေကလေးသတင်းတွေနဲ့ဒေသခံတွေရဲ့အခြေအနေကို DBB ဝိုင်းတော်သားတွေကအစမပြတ်သတင်းရယူတင်ဆက်ပေးနေပါတယ်ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ် က်တဲ့နောက်ဆုံးရတဲ့တွေကို TVB ရုပ်တံကနေနေ့လေ2နာရီညနေ9နာရီနဲ့ည8နာရီတွေမှာဓာတ်ရိုက်ထုတ်ပြီးပြသနေပါတယ်မြန်မာငလင်ဘေးတင်ပြည်သူတွေကိုကူညီပေးဖို့ကနေဒါနိုင်ငံကကူညီကယ်ဆယ်ပစ္စည်းတွေနဲ့တဘာဝဘေးတုံ့ပြန်ရေးကျွမ်းကျင်သူ26ယောက်ပါတဲ့ DCH ကာကိုလင်းတစ်စီးကို Everdad ပြည်နယ်ကယ်ဂါရီလေးစိတ်ကနေပထမဆုံးစေလို့ဖို့ရှိနေပါတယ်။ Samaritan Paris ကနေဒါဖွဲ့ရဲ့အစီအစဉ်နဲ့ဆေလွတ်တဲ့လေရင်ပေါ်မှာတော့မြန်မာငလင်ဘေးတင့်ပြည်သူတွေအတွက်အသက်အသက်ကယ်ဆေးကုသပေးနိုင်မဲ့အရေးပေါ်ကွင်းစင်ဆေးရုံတရုံပါဝင်မှာဖြစ်ပြီးဒီဆေးရုံမှာခွဲစိတ်ကန်တစ်ခုအရေးပေါ်ကုသကန်လူနာဆောင်ဆေးပေးကန်နဲ့တက်ခွဲကန်တွေပါဝင်တယ်လို့သိရပါတယ် Samaritan Press အဖွဲ့ဝင်တချို့ကတော့ငလင်ဘေးတိမြန်မာနဲ့ထိုင်းနိုင်ငံမှာအကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်နေပြီလို့လည်းသိရပါဗျာ။ လာမယ့်ရက်တွေမှာလေရင်နဲ့ပေးပို့မဲ့အကူအညီပေးရေးပစ္စည်းတွေထဲမှာရေးသက်စနစ်အေးပေါ်မိုးကဓမီတွေနဲ့တကူရေးတန့်ရှိပစ္စည်းတွေလည်းပါဝင်မယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ မတ်လ28ရက်နေ့ကမန္တလေးမြို့နီကိုဗဟိုပြုလုပ်ခတ်ခဲ့တဲ့9.8ရေစတာစကေးအင်အားပြင်းငလင်ကြောင့်မန္တလေးတိုင်းစင့်ကန်မြို့တွင်ကကြေးရွာတွေမှာငလင်ကြောင့်ပလီတွေခုနှလုံးထပ်မနေပြိုကျပျက်စီးခဲ့ပြီးဘုံကြီးเจ้าနေနဲ့လူနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်စင်ကိုင်မှာရက်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေလာရောက်မှုနေပါပြီးရက်ရွာတွေကပြည်သူတွေကိုထူကိုထကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စင်ကိုင်ဒေသခံတယောက်ကို DPP သတင်းတောက်ဆဲတိတ်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။ ဟုတ်ကဲ့အခုရေမင်္ဂလာပါကျွန်တော် TVB ရပါအခုလိုစိတ်နိုင်မှုမှာငလင်းချောင်းတူထိတိုက်ပြေဆုံးထိုင်ရရနဲ့အဆောက်အုံကိုပြည့်စုံဆောင်ဆောင်သွားတဲ့အချိန်မျိုးကိုပြင်နေပါတယ်ဗျာကျွန်တော်တို့စိတ်နိုင်မျိုးနယ်မှာတော့ဖလံမှုရှိမယ်ဟင်းမှုရှိမယ်ပေါ့နော်တပတ်ဆွဲရှိမယ်ပေါ့ဆက်ပြပြင်ရွာလေးအကုန်လုံးမှာရှိရပလီဒီအားလုံးကတော့ပြည့်စုံဆုံးသွားတာပဲကျွန်တော်တို့ခံလို့အနေနဲ့ကတော့လူ၃ယောက်ပြည့်စုံသွားတယ်ပေါ့ဗျာပြည့်နှံတန်းရလူကတော့၃ဦးရှိရပေါ့တဦးကတော့ရန်ကုန်စေယုံပို့လိုက်တယ်ကျွန်တော်တို့စီမှာကများတယ်ပလီတိုင်းမှာကဟိုမှာကျွန်တော်တို့ တပတ်ဆွဲလို့ဆိုရင်73ရောက်လောက်တို့စရရမှာတိတိကျကျွန်တော်လည်းကိုအပူနဲ့ကိုသောကနဲ့ဆိုတော့ဘလို့မသိအောင်ပေါ့ဒီစင်ကတင်နေတော့ဒီပြည်တိုင်းမှာတော့ဒီဆုံးမှုတော့ရှိတယ်တော်ဒီမှာကျွန်တော်တို့ကဟာ၄ရောက်ပေါ့အဲကျွန်တော်တို့မြို့နယ်ကဟာခီးကိုက်ဒေသ90ဒီမကြော်မယ်ထင်တယ်90ကျွန်တော်ဖလံမိုးလက်တည်တယ်90ကျော်လောက်တော့ရှိမယ်အမှန်ကြီးရဟုတ်ကဲ့ကိုကဲစေးအချင်းရောဘလို့ရှိလဲကိုရပ်ပတ်အခွက်တွေလာကုညီသေးတာရှိလားဘလို့အခက်ခဲလိုအပ်ချက်တွေရှိနေလဲကြာ ကျွန်တော်ကဒီအများပိုင်းကဒီဖျားဝိပုဆောင်နေပါလေပတိဝိပုဆောင်နေမှာပဲဖြည်းဖြည်းချင်းပဲကုနီကယ်သေးကြီးကကျွန်တော်အားလုံးရက်ကွက်ပါပဲဝိုင်းလို့တဲ့အနေထားတော့ကျွန်တော်ရှိတာပေါ့ကျွန်တော်တို့ကတော့ထွေထူးတော့ဟိုကျွန်တော်တို့ရွာဆိုတော့ဟိုကိုနီးကိုဟန်နဲ့ပဲတက်နိုင်တဲ့ဘက်ကနေပြီးတော့လောက်ကြတာပဲရှိတာပေါ့ဆေးဥစိကနေအဲ့နေရာဟိုမဖွင့်ထားတဲ့ပုံမှာတော့နည်းနည်းလေးတော့ခက်ခဲတော့ရှိတာပေါ့ကိုယ်ဝင်မှာပဲကိုကုနေတဲ့အတိုင်းသာဖြစ်သွားတာပေါ့အဲဘိုင်းဆိုင်တွေပြိုကျတော့သူတို့ကိုခိုင်းမိသွားတော့ပဲဆုံးသွားတော့အဲ့ဒါဖုံးသွားတာပေါ့အဲ့ဒါကိုကျွန်တော်တို့လူအင်းအုံးမျိုးကိုယ်ကိုဝိုင်းဖယ်ရပြီးတော့အဲ့လို တို့ရတာပဲရှိကျွန်တော်တို့ဆင်းငယ်မြို့နယ်မှာတော့လက်ရှိတိုင်တန်းကတော့ဟိုကွန်ပျူတာရေးရတော့တိတ်မလာဘူးမလာဘူးဆိုပေမဲ့အတိနဲ့လာတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်လူငယ်လေးတွေလည်းခုနလိုင်းပေါ်တင်ပြီးတော့ဟိုလူတွေတိသွားအောင်ပေါ့ကေသေးဖွဲ့ကွန်ကြီးဖွဲ့တွေပေါ့ကေသေးဖွဲ့ကတော့တိတ်မလို့ပေါ့ကွန်ကြီးဖွဲ့ပဲလိုတာပေါ့ပြန်လဲထုံထောင်ရေးလို့တိဆုံသွားတဲ့မိသားစုတို့ကစောင်းနေရေးပေါ့စသည်အဲ့လိုခက်ခဲလေးကတော့ရှိကြတာပေါ့သူတို့ကမုတ်ဆုံးမလေးဖြစ်သွားငယ်ရွယ်နဲ့ကလေးလေးတွေပါတယ်တူတူနဲ့ရှိရပါမလား လက်ရှိကျွန်တော်တို့ဘာတွေမှာတော့အဲ့လိုကဲကူကူကြီးတွေနဲ့နဲ့တယ်ပေါ့ဟိုလူတီနဲ့တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့လူငယ်လေးတွေကိုဒီဟာလေးတွေကိုမီဒီယာပုံစံမျိုးပေါ့ TikTok တော့ပေါ့ခေစားတယ်ပြီးတော့တင်ဖို့တော့လည်းလေးတို့တော့ကူညီတောင်းထားတယ်ပေါ့ဒီပျော်ချပျက်စီးသွားတဲ့ဗလီအေဒက်ကောဘလားရှိလဲအဲပြီးတော့ဒီအခုလိုမျိုးဘာသာရေးအဆောက်အအုံတွေပျက်စီးသွားတဲ့အတွက်အခုဘုရားဝတ်တိတာရောဘယ်လိုမျိုးလုပ်ဆောင်နေရလဲကြာ အဲကျွန်တော်တို့ဒီရွာတွေမှာတော့ဒီရွာတစ်လုံးပဲရှိကြတာဗျာတပတ်ဆွဲပဲနှလုံးရှိတာပေါ့ရှိရပလီတွေအားလုံးကပျက်စီးသွားတာပဲကျွန်တော်တို့မြို့နယ်မှာဆိုရင်အဲခွနှလုံးရှိရင်ခွနှလုံးပျက်စီးသွားတာပေါ့ဘယ်ပလူမားကိုမကောင်းတော့ဖတ်လို့မရတာကျွန်တော်ကွေးမြေထဲမှာထွက်ပြီးဝေးပြူနေရတာပေါ့အဲအဲ့ရမှာကျွန်တော်တို့ဒီလွတ်တဲ့နေရာကွေးမြေမှာထွက်ပြီးတော့ပေါ့ကျွန်တော်အောက်မှာမိုးကလေးခင်းပြီးတော့အဲ့လိုဖားတာပဲအဲ့လိုဝေးပြူရတာပေါ့အခုဒီနေ့လည်းအဲ့လိုဝေးပြူခဲ့တာပေါ့တော့ကြာနေဆိုပါလေဟုတ်ဆင်းနိုင်မှာလက်ရှိကြုံနေရတဲ့အထူးအခက်အခဲတွေနဲ့တခြားထိခိုက်ပျက်စီးရတဲ့အခြေအနေတွေလည်းသိချင်ပါတယ်ပေါ့အဲချို့ လုံငန်းကံကံမရှိတော့နည်းနည်းသူစားဝင်နေသေးတယ်မပြေလည်တာတော့နောက်ဒီဒေါက်တာတန်ရလူတွေကစေဝကူတော်မှုခံယူဖို့အတွက်ငွေစိတ်တွေပဲလိုအပ်တာတော့ခက်ခဲရှိတာပေါ့ကျွန်တော်တို့ဒီလောက်ကကျွန်တော်တို့တုံဝင်းကျင်မှာရှိတဲ့ရွာတွေတော်တယ်များလို့အဲ့လိုပျက်စီးကြတာပဲခုံးချောင်းတွေလည်းပျက်စီးကြတာရှိတာပဲကျွန်တော်တို့ရွာကခုံးချောင်းလည်းရှိတယ်လေဒေလည်းရှိဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဖြစ်ဆိုပြောဆင်တာရှင်ပြောပြပြပါကိုအဲကျွန်တော်တို့ကတော့ဟိုမလေးတန်းကိုခံစားဘူးတော့ဒီလိုအဆောက်အအုံတွေဝင်ရမှာတော့နည်းနည်းကြောက်လို့ဆိုရင်ထိတ်လန့်နေကြတာပါဒါပေမဲ့ လွတ်တဲ့နေရာမှာရှိတယ်ဟိုမလွတ်တဲ့ဟာလေးတွေတော့တက်နိုင်တဲ့လောက်ကတော့လွင်ရသုံးပြီးတော့လွင်ရသုံးမဲ့ဆိုရင်အချို့ကလည်းဟိုစိတ်တွေ၆ချားနေတဲ့အတိုင်းသာရှိရပုံမှာတက်နိုင်တဲ့လောက်တော့ဖရရှားနေရတော့လုတ်ပေးရလုံနေရတာပေါ့စိန်ကလည်းမရှိတော့ပုံမှာလေလက်နဲ့ပဲသွားနေရဟောကျွန်တော် တို့ကလည်းပေါ့အားလုံးအချားနေရလူကူညီမှုတွေပံ့ပိုးမှုတွေလည်းကျွန်တော်တို့လိုချင်တာပေါ့ဒီဆုံးသွားတဲ့သူတွေအတွက်ပြည့်စုံသွားရရတယ်ပေါ့အဲ့လိုလိုချင်တာပေါ့ မြန်မာနဲ့ထိုင်းနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့ပြည်သူတွေနဲ့အတူလေးလေးလတ်လတ်ဝမ်းနည်းရကြောင်း Quad အဖွဲ့ဝင်နိုင်ငံ၄နိုင်ငံဖြစ်တဲ့ American, Australia, India နဲ့ Japan နိုင်ငံတို့ကဧပြီလ3ရက်နေ့ရက်စွဲနဲ့ပူးရဲကြေညာချက်ထုတ်ပြန်ပါတယ်။အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကတိပြုထားတဲ့အတိုင်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ American Dollar တန်း20ကျော်ကိုပေးအပ်သွားမယ်လို့ပြောထားပါတယ်။ရန်ကုန်ဝင်နဲ့ပြန်လည်ကြိုးပမ်းမှုတွေကနေတဆင့်ကယ်ဆယ်ပစ္စည်းတွေပေးပို့တာအရေးပေါ်စေကူတာရေးအဖွဲ့တွေဖြန့်ကျက်ချထားတာတွေ ငလင်တန်တင့်ခံရတဲ့သူတွေကိုပြုစုဆောက်ရှောက်ပေးနိုင်ဖို့မြန်မာနိုင်ငံမှာလှုပ်ဆောင်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမိဘအဖွဲ့အစည်းတွေကိုလည်းပံ့ပိုးကူညီနေရလို့ဆိုပါရစ်။ဒါပြင်လက်တလောအချိန်ဒီမှာမြန်မာနိုင်ငံမြန်မာနိုင်ငံအတွင်းယာယီတစိ့တပိုင်းပြစ်ခတ်ရစဲရေးဆိုင်ရာဂရီကဝတ်တွေကိုကြိုးတိုးသလိုအဆိုပါအစီအမံတွေကိုအကောင့်ထဲဖော်ဖို့နဲ့နိုင်ငံတော်လူသားချင်းစာနာမှုအကူအညီတွေအချိန်နဲ့တပြေးညီပို့ဆောင်ပေးနိုင်မှုအတွက်လုံခြုံစိတ်ချရတဲ့ဝင်ကျင်တစ်ခုဖြစ်လာစေဖို့သက်ဆိုင်ရာအဖွဲ့တွေအားလုံးကိုတောင်းဆိုထားပါတယ်ရှင်။ ဒီပီပီရုံးမြင့်တန်ကြားရဲ့ညနေ9:00အချိန်အထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ရတာပါနောက်ဆုံးရသတင်းတွေကိုလည်းထပ်မံဖြည့်ဆက်ပြီးတင်ဆက်ပေးပါောင်းမယ်ကျွန်မကတော့ဒီဂျူလိုင်မှာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဖဲဒါဖိုကတ်မိုးလေဝသခမန်းချက်